မင်္ဂလာပါရှင်ဆရာမဒီနေရှင်းပြပြီးမှာက grade 6တင်ချာနဲ့ရဲ့အခန်းကိုပမာဏတင်ချာတစ်ပဲဖြစ်ပါတယ်။ဤတန်းကပုံသဏ္ဍာန်တိကျသောဒေါမန်စတူဂင်စတူယန်နဲ့ ။တရိကံစားသည့်ပြည်ညီပုံများအကြောင်းကိုရှေ့သင်္ကန်းစာများတွင်သိရှိခဲ့ပြီးဖြစ်ပြီးဖြစ်သည်ဆိုတော့ကျွန်တော်ကပုံစံတိကျတဲ့ဒေါမန်စတူကန်စတူယန်တရိကံဒီရဲ့အကြောင်းကိုတော့ရှေ့ကအခန်းထဲမှာသိခဲ့ပြီးပြီ။ဟုတ်ပြီနော်လက်တွေ့ဘဝတွင်ပုံသဏ္ဍာန်အမျိုးမျိုးရှိသောမျက်နှာပြင်ကိုမြင်ရမယ်လက်တွေ့ဘဝမှာကြာတော့မျက်နှာပြင်တွေကပုံစံအမျိုးမျိုးရှိနေမယ်၎င်းတို့၏မျက်နှာပြင်အကျဝန်းဧရိယာကို အသုံးပြုကြသည့်အတွက်ဧရိယာနှင့်ပတ်သက်သည့်လေ့လာမှုများပုံသင်နည်းများနှင့်အသုံးချမှုများကိုယခုသင်ခန်းစာတွင်လေ့လာကြ။ဒီတစ်ခါကျတော့ဆရာမတို့လက်တွေ့ဘဝမှာတွေ့ရတာကျတော့တိကျတဲ့ပုံသဏ္ဍာန်ရှိတဲ့ Dorman Student Student နဲ့ Trigan နဲ့ဟုတ်ချင်မှဟုတ်မှာ။ပုံသဏ္ဍာန်အမျိုးမျိုးရှိတယ်။ပုံသဏ္ဍာန်မမှန်ဘူး။ဒါဆိုရင်အဲ့ဒီပုံသဏ္ဍာန်မမှန်တဲ့မျက်နှာပြင်ရဲ့အကျယ်ဝန်းဧရိယာကိုရှာဖို့လို့အတွက်အရာနဲ့ပတ်သက်တဲ့လေ့လာမှုတွေပုံသင်နည်းတွေအသုံးချမှုကိုဒီသင်ခန်းစာမှာသင်ရမယ်။ နောက်တစ်ခုကမြင်းကွေးမြင်းကောက်များဖြင့်ကာယံထားသောပုံစံမမှန်သည့်ပုံတို့၏ဧရိယာများကို ရှာနိုင်မည်ဖြစ်ပြီးပုံစံမှန်သည့်ဒေါမန်စတူဂန်စတူယန်နှင့်သတိကံတို့၏ဧရိယာရှာရန်ပုံသင်နည်းများကိုလည်းဖော်ထုတ်သက်ပြီးအသုံးချနိုင်မည်ဖြစ်သည်ဒီသင်ခန်းစာတစ်ခုကိုသင်ပြီးသွားတဲ့အချိန်မှသည်ကျွန်တော်တို့ကပုံစံမမှန်တဲ့ပုံတွေသူတို့တွေရဲ့ဧရိယာကိုလည်းရှာနိုင်မယ်ပြီးတော့မှပုံစံမှန်တဲ့ဒေါမန်စတူဂန်နှင့်စတူယန်အနေနဲ့သတိကံတို့ရဲ့ဧရိယာကိုလည်းရှာနိုင်မယ် ်ဟုတ်ပြီနော်အဲ့တော့ဆရာမတို့ကဒီမှာကြည့်ရတာနည်းနည်းများမွှဲနေမလားနော်ဆရာမရဲ့ဖုန်းကတမျိုးကြီးဖြစ်နေတာဒီတစ်ခါဟုတ်ပြီကိုရတမတစ်ကိုကြည့်အောင်ဒါမှန်စတူဂန်တစ်ခုရဲ့ area ရှာခြင်းဒါမှန်စတူဂန်တစ်ခုရဲ့ area ကိုဘယ်လိုရှာမလဲဆိုတော့ ဒေါမတ်စတုတ်ကဲ ABCD ဒီအလိုက်အလျား10စင်တီမီတာအနံ5စင်တီမီတာရှိ10စင်တီမီတာ5စင်တီမီတာရှိတယ်။အလျားဆိုတော့ဒီအလျား AB ဒါကသူက10စင်တီမီတာနဲ့ဆွဲထားတယ်။အနံကျတော့5စင်တီမီတာရှိတယ်။ဒါ5စင်တီမီတာနဲ့ဆွဲထားတယ်။ကြည့်ဒါဆိုရင် AB အနားအလျားဒီ10စင်တီမီတာဆိုရင် CD ကလည်း10စင်တီမီတာရှိတယ်။ BC အနားလျားက5စင်တီမီတာဆိုရင် AD အနားရဲ့အလျားကလည်း5စင်တီမီတာရှိတယ်။ဒါဒီလောက်သိပြီးပြီဆိုရင်ဆရာမတို့က ဒီအကွက်ကလေးတွေကဘာအကွက်ထားတာလဲဆိုတော့အဲဒီ10စင်တီမီတာစီအကွက်ကလေးတွေကွက်ထားတာစိတ်ထားတာပေါ့နော်အဲ့တော့ဒီဆရာမတို့က10စင်တီမီတာ10စင်တီမီတာလေးတွေစိတ်ထားတဲ့ဒီအကွက်ကလေးမှာဆွဲ ထားတာဒီ ABCD တောင်းမန်စတူကန်တခုဆွဲထားတယ်ဆိုတော့10 2 3 4 5 6 9 10ဒီ10စင်တီမီတာကိုဆရာမတို့ကဒီလို10စိတ်စိတ်လိုက်တယ်နော်10စင်တီမီတာစီစိတ်လိုက်တယ်5စင်တီမီတာကိုလည်းပဲဒီလို5စင်တီမီတာအစိတ်ကလေးတွေစိတ်ပြီးတော့မှသူ့ဒီလိုမျိုးလေးအကွက်ကလေးတွေအလုပ်လိုက်တယ် အခွက်လေးတွေလှုပ်လိုက်မယ်ဒီလိုအခွက်လေးတွေလှုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာ line တစ် line မှာပေါ့နော်ဒီလိုမျိုးတဒန်းအာဒီအလျားလိုက်ဆိုလို့ရှိရင်ဆရာမတို့စီမှာ၈တန်းရှိတယ်၈ခွက်ရှိတယ်၈သင်းနဲ့3 4 5 6 9 10 8ခွက်ရှိတယ်ဒီလိုမျိုးပဲဒီမှာလည်း၈ခွက်ရှိမယ်ဒီမှာလည်းပဲ၈ခွက်ဒီမှာလည်းပဲ၈ခွက်ရှိတယ်ဒါလည်း၈ခွက်ရှိမယ်ဒါလည်း၈ခွက်ရှိမယ်ဟုတ်ပြီနော်အဲဒါဆိုလို့ရှိရင်ထောင်လိုက်ကြတော့ကောဆိုတော့10နဲ့3 4 5 ၅ခွက်ရှိဒေါင်းလိုက်၅ခွက်၅ခွက်စီရှိတယ်အကုန်လုံးက၅ခွက်စီရှိဒီအခွက်တစ်ခွက်ကဘာလို့ဆိုလိုတာလဲဆိုတော့ဒီရားလဲ1စင်တီမီတာဒါလဲ1စင်တီမီတာ1စင်တီမီတာ1စင်တီမီတာရှိတယ်ဒါစတူယန်ကလေးတစ်ခုဒီစတူယန်ရဲ့ area ဒီဘာလဲဆိုတော့အလျားအမြောက်အနက်နဲ့တွက်မယ်ဆိုရင်1စင်တီမီတာ1စင်တီမီတာရှိတာဖြစ်တဲ့အတွက်ကြောင့်1စတူယန်စင်တီမီတာရှိတယ်ဟုတ်ပါပြီနော်1စတူယန်စင်တီမီတာရှိတယ် ဒါဆိုလို့ရှိရင်တစ်စတူရန်စင်တီမီတာရှိတဲ့ဒီ area ဒီဒီတကွက်ရဲ့ area ဒီတစ်စတူရန်စင်တီမီတာတစ်စတူရန်စင်တီမီတာရှိတဲ့အကွက်ပေါင်းဘယ်နှကွက်လဲဆိုဆင်မတို့ရေးကြည့်လိုက်မယ်1 2 3 4 5 6ခုနှစ်8ရှစ်ကွက်ရှစ်ကွက်စီရှစ်ကွက်စီရှစ်ကွက်စီဒီ9ကဆိုတော့85လေး40ဆိုတော့40စတူရန်စင်တီမီတာဆိုပြီးတော့ဒီဆင်မတို့က area ကိုတွက်လို့ရသွားပြီဆိုတော့ဒီ40စတူရန်စင်တီမီတာဆိုတာကဒီလိုအလျားလိုက်လာတဲ့8 ရှစ်ခွက်10စင်တီမီတက်စတူရန်စင်တီမီတာရှိတဲ့ဒီစတူရန်ကွက်ကလေးတွေရှစ်ခုဆိုတော့ရှစ်ခွက်ရယ်ဒီလိုရှစ်ခွက်စီရှိတဲ့အကွက်တီးဒီဒီလိုဒေါင်လိုက်ဒီအလျားလိုက်ဒီဘယ်နှခုရှိလဲဆိုတော့9ခုတစ်ခု2ခု3ခု4ခု5ခုရှိတာမဟုတ်လို့9နဲ့မြောက်လိုက်တာဟုတ်ပြီနော်အဲ့တော့10စင်တီမီတာဒီအလျား5စင်တီမီတာဒီအနှံဆိုတော့ဒီကနေပဲဆရာမတို့က85လီ40ဆိုပြီးတော့အလျားမြောက်အနှံဆိုပြီးတော့ဖြစ်လာ ပါပါပြီနော်အဲ့ဒါဆိုအလျားမြောက်အနှံဒီဘလို့ဖြစ်လာတယ်လဲဆိုတာကပို့ဆရာမတို့ဒီလိုပုံစံနဲ့ဖြစ်လာတယ်ညပြီနော်အဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ကဒီစတူရန်ကိုရှာတဲ့ပုံသင်နည်းဒီအလျားအမြောက်အနှံဆိုတော့၈၅လေး၄၀ဆိုရင်မှရတဲ့အဖြေဒီ40စတူရန်စင်တီမီတာအဲ့ဒီတော့ဒီကနေပြီးတော့ဆရာမတို့ကဒါမန်စတူကန်ရဲ့ဧရိယာရှာတဲ့ပုံသင်နည်းကိုထုတ်လို့ရသွားပြီ ဟုတ်ပြီနော်ဧရိယာရှာတဲ့ပုံသင်နည်းကဘာလဲဆိုတော့အလျားအမြောက်အနေဟုတ်ပြီနော်အလျားအမြောက်အနံကိုရသွားပြီဆိုတော့အလျားကို L လို့တမန်မယ် L ဆိုတာဘာလဲဆိုတော့ length L D L E N G T H length အလျားဟုတ်ပြီနော် B ဆိုတာဘာလဲဆိုတော့ v r e a d t h bread တနည်းအားဖြင့် w i g t h wit ကိုပြောတာအကျဲကိုပြောတာဟုတ်ပြီနော်အနံကိုပြောရဲဆိုတော့ b r e a d t h bread အာဆိုတော့ length နဲ့ breadth ဖြစ်တယ် width ပေါ့နော်သူရဲ့အကျဲနဲ့မြောက်လိုက်တဲ့ခါမှဒီ area ရရဆိုတော့ area ရတဲ့ပုံသေးနည်းအလျားအမြောက်အနံဒီ a equal lb ဆိုရင်မှတခါလေတွက်လိုက်လို့ရတယ် l multiply by b ရပြီနော်ဒါဆိုရင် student ပုံတစ်ခုရဲ့ area ကိုရှာမယ် စတူယန်ရဲ့ area ဒီအာစတူယန်ကိုဆရာမတို့ဆွဲလိုက်လို့ရှိရင်စတူယန်ဆိုတာအနာလီနာစလုံးညီတယ်ဆိုတော့သူ့ကိုလည်းပဲဆရာမတို့ကဒေါမန်စတူဂန်ရဲ့ area ရှာတဲ့ပုံတင်နည်းအတိုင်းအလျားအမြောက်အနှံဆိုပြီးမှရေးလိုက်တယ်ဆိုတော့သူ့ရဲ့ဒီအလျားကဒါ8စင်တီမီတာဆိုရင်ဒါလည်း8စင်တီမီတာလာမယ်သူ့လည်း8သူ့လည်း8ဆိုတော့အလျားလည်း8အနှံလည်း8ဆိုတော့အနာနနာတီတူတယ်အလျားလဲတူတယ်အနားလဲအနံလဲတူတာမဟုတ်လို့သူ့ကိုအနားအမြအနားဆိုပြီးမှရေးလို့ရှိတယ်အနားနှစ်ခု အနာကနှစ်ခါနှစ်ခါမြောက်တာဒါဆိုတော့ a equal l ပေါ့နော် length square ဆိုမှရေးလို့ရတယ် l multiply by l လို့မှထားလို့လည်းရတယ်လို့ L ကိုနှခါမြောက်ချင်းမဲ့လဲရတယ် L square ဆိုပြီးတော့တခါတယ်မှတ်လိုက်ပြီးရတယ် student ရဲ့ပုံသေးနီးဟုတ်ပြီလား student ရဲ့ area ရှာတယ်ပုံသေးနီးကြည့်တာဆိုဆရာမတို့နှစ်ခုရသွားပြီနောက်မှ student ဆိုတော့သူ့ရဲ့ area ရှာဖို့လို့အတွက်ဆိုရင် a equal lb student ရဲ့ area ရှာမယ်ဆိုလို့ရှိရင်ကျတော့ a equal l square ဆိုပြီးရပြီနော်နောက်တစ်ခု area အတိုင်းအတာ3 unit များ ်ဧရိယာတိုင်းတာတုံးယူနေမြ matrix စနစ်ကျွန်တော်တို့တုံးတာဒီ matrix စနစ်ကိုတုံးနေအဲ့ဒီ matrix စနစ်မှာအလျားတိုင်းတဲ့ unit တရားဘာတွေလဲဆိုတော့ millimeter ရှိမယ် centimeter ရှိမယ် meter ရှိမယ် kilometer ရှိမယ်ဒါဒီအတုံးများတဲ့ unit တွေဖြစ်တယ်ဒီ unit တွေနဲ့ပတ်သက်ပြီးတော့မှသင်္ချာတည့်ရဲ့ဒီ grade 6သင်္ချာတည့်ရဲ့အခန်းကိုမှအများကြီးသင်ရမှာဟုတ်ပြီနော်အဲ့ဒီအခန်းကိုကောင်းကောင်းရသွားပြီဆိုရင်တော့ဒီကတင်ချာနှစ်တွေကိုလည်းလွယ်လွယ်လေးနားလဲသွားမှာနော်။ကြည့်ဒါဆိုလို့ရှိရင်ဆင်မရောမီလီမီတာ တကယ်လို့သူက1မီလီမီတာရှိတဲ့စတူရန်ဒီမှာစတူရန်တစ်ခုဆွဲလိုက်မယ်ဒီစတူရန်မှာသူက1မီလီမီတာအနားဒီဘက်ကအစတူရန်ဆိုတော့အကုန်တူတယ်ဆိုတော့1မီလီမီတာ1မီလီမီတာမြောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့အနားအမြောက်အနားဒီ1မီလီမီတာ square ရမယ်။ဒါမင်းနော်1မီလီမီတာ square ရမယ်။တကယ်လို့ဒီစတူရန်တစ်ခုရဲ့အနားတစ်ဖက်အလျားက 1စင်တီမီတာရှိမယ်ဆိုရင် တခြားတစ်ဖက်ကလည်း1စင်တီမီတာပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့1စင်တီမီတာအမြောက်1စင်တီမီတာအဲ့လိုမြောက်လိုက်တဲ့အခါမှာဒီဘာရလဲဆိုတော့1တလီက1စင်တီမီတာနှစ်ခါကစင်တီမီတာ square ဆိုပဲရ။ရပြီနော်။နောက်တစ်ခုဆက်ကြည့်မယ်။တကယ်လို့ student meter meter square အဲ့တော့ meter တွေနဲ့ပြထားပါတကယ်လို့ဒါ student တစ်ခုရဲ့အလျားသည်တမီတာ ဖြစ်မယ်ဆိုရင် student ရဲ့အနာတစ်ဖက်ပေါ့နော်။ အနားတစ်ဖက်အလျားကတမီတာဆိုရင်သူ့ရဲ့အလျားအမြောက်အနှဲဒါမှမဟုတ်အနားအမြောက်အနားအနားမြောက်အနားဒီပါလဲဆိုတမီတာအမြောက်တမီတာ1မီတာ multiply by 1မီတာလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာမလဲဆိုတစ်တလီက1မီတာနှစ်ခုကမီတာ square တိမီတာ square အဲဆရာမတို့ဗမာလိုပြောရင်နော် student meter ဆိုပြီးတော့ပြောတယ် student meter ဒါပြီးနော်ဒါဒီတိမီတာရှိတော့ student တခုကြီး area ဒီ test ရဲ့ meter ဒါမှမဟုတ်1 meter square 1 meter square ရှိတကယ်လို့ဒါ student ရဲ့အနားတစ်ဖက်က1 km ရှိမယ်1 km ရှိမယ်ဆိုရင်1 km နှစ်ခုမြောက်မှာ1 km multiply by 1 km ဆိုတော့1 km square ဆိုပြီးတော့ရမယ်ဟုတ်ပြီနော်ခေတာဆိုတော့ဒါဒီဘာ unit တွေလဲဆိုတော့ matrix စနစ်ပေါ့နော် matrix unit တွေဖြစ်တယ်ဆိုတော့ဒါတွေဒီအသုံးများတဲ့ unit တွေက millimeter centimeter မီတာရယ်စတအကီလိုမီတာရယ်ပေါ့နော်အဲ့တော့မီတာမီတာမြောက်ရင်မီတာစကွဲရတယ်မီလီမီတာမီလီမီတာမြောက်ရင်မီလီမီတာစကွဲရတယ်စင်တီမီတာစင်တီမီတာမြောက်ရင်စင်တီမီတာစကွဲရတယ်ကီလိုမီတာကီလိုမီတာမြောက်ရင်စတရန်ကီလိုမီတာတနည်းအားဖြင့်ကီလိုမီတာစကွဲရရပြီနော်ကဲဒါဆိုရင်ဆရာမတို့ကနောက်တစ်ခုအဒီ unit တွေကကြတော့ဆရာမတို့ဒီ metric unit တွေဖြစ်တယ် အာဒီနိုင်ငံတကာပင်လယ်ဆတဲ့အကျဉ်းဝန်ရှိတဲ့ area တို့တိုင်းတဲ့နေရာမှာအသုံးပြုပါတယ်နိုင်ငံတနိုင်ငံမမဟုတ်ပင်လယ်တွေရဲ့ unit တွေကိုတုံးတဲ့အခါမှာအာဒီတိုင်းဖို့လို့အတွက်ပေါ့နော် area ကိုတိုင်းဖို့လို့အတွက်ဆိုလို့ရှိရင်ဒီ unit တွေကိုတုံးမယ်ဟုတ်ပြီနော်ကဲဒါဆိုရင်ဆမရယူနစ်တွေရဲ့ဆက်ဆက်ချက်ကလေးကိုကြည့်အောင်1 cm square ဆိုတာက1 cm နှစ်ခုကိုမြောက်ထားတာဟုတ်တယ်နော်အဲ့ဒါဆိုကျွန်တော်တို့ကစင်တီမီတာနဲ့မီလီမီတာပြောင်းချင်တယ်စင်တီမီတာ square ကနေမီလီမီတာ square ကိုပြောင်းချင်တယ်ဒါဆိုရင်1စင်တီမီတာမှာနော်ကျွန်တော်တို့သိထားရမှာပါလဲဆိုတော့1စင်တီမီတာမှာဒီနော်1စင်တီမီတာမှာဘယ်လောက်မီလီမီတာရှိလဲဆိုတော့30မီလီမီတာရှိဒီ1စင်တီမီတာမှာလည်းပဲ30မီလီမီတာရှိတယ်ဒါကြောင့်မလို့30အမြောက်30ဆိုပြီးရေးလိုက်30ကမီလီမီတာ 30 mm အမြောက်30 mm ဆိုတော့30 30လေးက100ဆိုတော့100 mm နှခုမြောက်တာက mm square ကဲဒါဆိုဒီကနေပြီးတော့ဆရာမတို့ဘာရသွားပြီလဲဆိုတော့1 cm square မှာ1 cm square မှာ100 mm square ရှိတယ်10 cm square 10 cm စတူရန် cm ဒီ100စတူရန် mm ရှိတယ် ညပြီเนาะအဲ့တော့ဒီဆက်ဆက်ချက်ကလေးတွေကိုမှတ်ထားရမယ်။ရှေ့မှာဆရာမတို့က1 cm 30 mm ဆိုတာသိတယ်။1 cm square က100 mm square ရှိတယ်။ဒါတစ်ချက်လေးကိုမှတ်ထားရမယ်။ဒါလေးလည်းမှတ်ထားရမယ်။ညပြီเนาะ။နောက်တစ်ခု1 meter square မီတာနဲ့စင်တီမီတာပြောင်းမယ်။ဆိုတော့1 meter square ဆိုတာကဘာလဲဘာနဲ့မြောက်တာလဲဆိုတော့1 meter နဲ့1 meter နဲ့မြောက်တယ်။1 meter မှာစင်တီမီတာဘယ်လောက်ရှိလဲ။100 cm ရှိတယ်။ တမီတာမှာ100စင်တီမီတာရှိတယ်။ကဲဒါဆိုရင်100စင်တီမီတာနှစ်ခုမြောက်မယ်ဆိုတော့တက်တလီက1 3ညက4လုံးဆိုတော့ခု10ရာထောင်တောင်တတောင်းစတူရန်စင်တီမီတာဒါမှမဟုတ်စင်တီမီတာ square ဆိုရရသွားပြီ။ကဲဒါဆိုဒါကလည်းဗမာရမလဲ1 meter square တမီတာ1 meter မှာဒီတတောင်းစတူရန်စင်တီမီတာရှိတယ်။ 1 meter square equal to 10000 centimeter square ဆိုပြီးရှိမှာရပြီเนาะနောက်တစ်ခုကကီလိုမီတာနဲ့မီတာပြောင်းမယ်နော်ဒီမှာစောက်ထမပြထားတယ်1 kilometer square ဆိုတာကဘာနဲ့ဘာနဲ့မြောက်ထားလဲဆိုတော့1 kilometer နဲ့1 kilometer နဲ့မြောက်ထားတယ်1 km မှာဘယ်လောက်မီတာရှိတယ်လဲဆိုတော့1000မီတာရှိတယ်။ဆိုတော့1000မီတာနဲ့1000မီတာနဲ့မြောက်လိုက်လို့ရှိရင်ဆရာမတို့ရမှာဒီအဲ unit ကတော့မီတာနှစ်ခုမြောက်တော့မီတာ square ရမယ်။ တုံညက6လုံးဆိုတော့1 3 4 5 6ဟုတ်ပြီနော်ကြည့်လားဆိုရင်ခု10ရာထောင်တောင်းသိန်းတန်တသန်းဒါလေးလေးမှတ်ထားရမယ်တသန်းဆိုပြီးတော့မှတ်ထားရမယ်ဒါဆိုရင်ဆရာမတို့ကြီးမှတ်ရမှာဒီ1 km2 ဒီဘယ်လောက်ရှိလဲဆိုတော့ခု10ရာထောင်တောင်းသိန်းတန်တသန်းမီတာ square ရှိတယ် ဒါလေးဒီအချက်၃ချက်ကိုမှတ်ထားရမယ်ဆိုတော့ပြန်ပြောမယ်1 cm2 ဒီ100 mm2 ရှိတယ်1 cm 1 studian cm ဒီ100 studian mm ရှိတယ်အာ1 studian m ဒီ1000 studian cm ရှိမယ်1 studian km ဒီ1000 studian m ရှိတယ်ဒီဆက်ဆက်ချက်၃ခုတွေကိုတော့မှတ်ပြရမယ်ဘောပါပြီနော်ကြတဲ့ဆိုရင်ဒီဆက်ဆက်ချက်၃ခုလေးကိုတော့မှတ်ထားရပါမယ်เนาะ1 cm2 100 mm square 1 meter square uh, 10000 cm square 1 km square the 1 billion meter square ရှိတယ်ဆိုတာလေးကိုတော့မှတ်ထားရပါမယ်နောက်တစ်ခုက British စနစ်တွင်အသုံးများတဲ့အလျားတိုင်း unit တွေကဘာလဲဆိုတော့လက်မ inches ပေးပြီးတော့မှ mile အဲ့ဒါတွေကဒီ British စနစ်မှာအသုံးများတဲ့ unit တွေဖြစ်တယ် AD က unit များကိုအနာတစ်ဖက်ဤ unit များအလိုက်လက်မကိုသုံးထားလို့ရှိရင်တော့ဘာရလဲ student လက်မရမယ် inches square ။ပေကို3ထိုင် student ပေ fit square မိုင်းကို3ထိုင် student မိုင်း my square ဆိုပြီးရမယ်။နောက်ပြီးနော်ပုံတင်နည်းအသုံးပြု area ရှာရမယ်။သတိပြုရင်ဒါဘာသတိပြုရမှာလဲဆိုတော့အလျားနဲ့အနံ့အတိုင်းတားရဲ့ unit တူရမယ်။ကျွန်တော်တို့ကအလျားအမြောက်အနံ့ဆိုပြီးတော့မြောက်မှာ။ဆိုတော့အလျားကစင်တီမီတာဆိုရင်အနံ့ကလည်းစင်တီမီတာဆိုမှတွက်လို့ရမယ်။အဲကြောင့်မှစင်တီမီတာ square ရမယ်။တကယ်လို့ဒါအလျားကိုမီတာပေးပြီးတော့အနံ့ကိုစင်တီမီတာပေးထားတယ်ဆိုကျွန်တော်တို့ unit ကိုချိန်ရလိမ့်မယ်။ မီတာကိုစင်တီမီတာပြောင်းပြီးတော့တက်ပေးရလိမ့်မယ်ဟုတ်ပြီနော်နောက်တစ်ခုကအေရိယာကြီးအတိုင်းအတာမြောက်သက်ဆိုင်ရာ unit ဖြစ်ဖော်ပြရမယ်သက်ဆိုင်ရာ unit ဆိုတော့ဒီမှာစင်တီမီတာစင်တီမီတာပေးထားရင်ဒါစင်တီမီတာ square နဲ့ရမယ်။အဲ့လိုစင်တီမီတာ square နဲ့ရပြီးပြီဆိုလို့ရှိရင်ကိုကမီတာပြောင်းချင်တော့ပြောင်းပေါ့။ဟုတ်ပြီနော်။သူ့ရဲ့သက်ဆိုင်ရာ unit နဲ့ပဲဖော်ပြပေးရပါမယ်တဲ့။နောက်တစ်ခု student စင်တီမီတာ နဲ့စင်တီမီတာစတူယန်ကမတူပါဘူးတဲ့ဟုတ်ပြီနော်စတူယန်စင်တီမီတာဆိုတာစင်တီမီတာနှစ်ခုမြောက်လို့ရတာဒီစတူယန်စင်တီမီတာစင်တီမီတာစကွဲဖြစ်တယ်စင်တီမီတာစတူယန်ဆိုတာကဘာလဲဆိုတော့နောက်မှပြန်ရှင်းပါ ဟုတ်ပြီနော်အဲ့တော့စတူစနီမီတာစတူရန်ရေအာဒီရှေ့မှာပြောထားတဲ့စတူရန်မီတာလို့ပြောရင်မီတာနှစ်ထက်ကိုပြောတာမီတာနှစ်ခု meter square မီတာစတူရန်လို့ပြောလို့ရှိရင်ကြတော့ဒါကတခုတက်တက်စတူရန်ပေလို့ပြောလို့ရှိရင်ကြတော့ပေနှစ်ထက်ပေါ့နော်အာဒီ fit အာဒီပေပေနှစ်ထက်ဆိုတော့ fit square ပေါ့နော်ပေစတူရန်ဆိုတာကြတော့တက်တက်အဓိပ္ပာယ်ရှိပါတယ်တကယ်အဓိပ္ပာယ်ကဘာလဲဆိုဒီမှာပြောထားတယ်လေးစတူရန်စင်တီမီတာလို့ပြောလို့ရှိရင်လေးစတူရန်စင်တီမီတာကစင်တီမီတာ square 4 cm square နဲ့ထူတယ်။ဆိုတော့ဒါကဘာကိုပြောရလဲဆိုတော့မျက်နှာပြင်တစ်ခုရဲ့ area အကျယ်အဝန်းကိုပြောတာ။ဥပမာဆရာမတို့ကတို့ဒီလိုလေးဆွဲလိုက်မယ် student ဒီက4 cm ဒါက4 cm အော် sorry 2 cm 2 cm ရှိမယ်ပေါ့နက်နက်လေးလေးဆိုပြီးမှ4 cm square ဆိုပြရတာအဲ့ဒါတော့သူကကြတော့ area ရဲ့အကျယ်အဝန်းကိုဆိုလိုတာ4 cm student ဆိုဒီမှာကြတော့4 cm student ဆိုတာကြတော့ student တစ်ဖက်ရဲ့အနားတစ်အာဒီအနားတစ်ဖက်က4 cm ရှိရဲ့လို့ပြောတာ ဟုတ်ပြီနော် force centimeter ရှိတဲ့ student တခုကိုပြောတာ force centimeter force student centimeter လို့ပြောလို့ရှိရင်ကြတော့သူက area ကိုပြောတာ force centimeter student လို့ပြောလို့ရှိရင်ကြတော့ force centimeter ရှိတဲ့ student ရဲ့အနာတစ်ဖက်ကိုပြောတာဟုတ်ပါပြီနော်ရပြီလားအဲ့လိုပဲဒီမှာ student meter လို့ပြောလို့ရှိရင်လည်းအဲ့ဒီ student ရဲ့ area ကိုပြောတာ meter student လို့ပြောလို့ရှိရင်ကြတော့အမှဥမာ4 meter student လို့ပြောလို့ရှိရင်ကြတော့4 meter ရှိတဲ့ student ရဲ့အနာတစ်ဖက်လို့ပြောတာရပြီနော် ဆိုတော့ပုံစံအတွက်ကိုသွားလိုက်မယ်။အလျာ2မီတာ75စင်တီမီတာရှိ၍အနံ40စင်တီမီတာရှိတော့ဒေါမန်စတူဂန်ဤအေရိယာကိုရှာပါဘာရှာမှာလဲဒေါမန်စတူဂန်ရဲ့အေရိယာအလျာပေးထားတဲ့ L 2မီတာ75စင်တီမီတာမီတာစင်တီမီတာပေးထားတယ်။ အာဒီသူ့ရဲ့အနံကကြတော့ BR ကြတော့40စင်တီမီတာပေးထားတယ်။ဆိုတော့ဆရာမတို့ရှာမှာဒီ A equal LB ဆိုပြီးတော့ရှာဆိုတော့အရင်ဦးဆုံးဒီဆရာမတို့က unit 2အောင်ပြောင်းပေးရမယ်။မီတာစင်တီမီတာကနေစင်တီမီတာပြောင်းရမယ်။ဟုတ်လား။ဆိုတော့ဒီဟိုဘက်က unit 9သင်္ချာတက်ရဲ့ unit အခန်း9ပေါ့နော်။အခန်း9ကိုတင်ပြီးပြီဆိုရင်ကြတော့ဒါကလွယ်လွယ်လေး 2မီတာ75စင်တီမီတာမှာဆရာမတို့ကစင်တီမီတာပြောင်းမယ်ဒီစင်တီမီတာဘာမှလုံးဆရာမလို့75စင်တီမီတာအတိုင်းထားဒီက2မီတာကြတော့မီတာကနေစင်တီမီတာပြောင်းမှာဟုတ်လားပြောင်းချင်တာဘယ်ကနေဘယ်ကိုလဲဆိုတော့မီတာကနေစင်တီမီတာပြောင်းမယ်မီတာဆိုတာ unit အများအများကနေအနည်းပြောင်းမယ်ဆိုရင်မြောက်ပေးလိုက်နော်သူရဲ့ဆက်ဆက်ချက်က1မီတာ100စင်တီမီတာရှိတာဆိုတော့100နဲ့မြောက်ပေးလိုက်ရုံးမယ် ဟုတ်ပြီနော်ဆိုတော့အမြောက် sorry ဒီမှာမီတာမီတော့တရားဆိုပြီးမြောက်လိုက်တာ ਨੇ တပြိုင်နက်တည်း unit တိစင်တီမီတာဖြစ်သွားတယ်ဆိုတော့ဒီနှစ်ခုမြောက်လိုက်တော့200 200အပေါင်း85ဆိုတော့295စင်တီမီတာဆိုပြီးရဒါဆရာမကပြောင်းနေပြောပြတာနော်ဒီမှာတစ်ခါလေးရေးလိုက်လို့ရတယ်295စင်တီမီတာ ဆိုတော့အလျား195စင်တီမီတာရဲ့အနံ40စင်တီမီတာရဲ့မြောက်လိုက်တော့195 40ဒီ11000ဆို11000စင်တီမီတာစကွဲသူကစင်တီမီတာစကွဲကနေမီတာစကွဲပြောင်းသေးတယ်ဟုတ်လားဒါဆိုရင်စပါတော့ကအဲ့ဒီကဆက်ဆက်ချက်ကလေးကိုအဲဒီပြန်ပြီးတော့မှစင်တီမီတာစကွဲနဲ့မီတာစကွဲဆက်ဆက်ချက်ကလေးကိုပြန်ကြည့်1မီတာစကွဲမှာ10000တောင်းတော့ခု10000တောင်းတောင်း1000စင်တီမီတာစကွဲရှိအခုဆံမတော်စီမှာရှိတာက1000တောင်း တထောင်16စင်တီမီတာ square ရှိတယ်မီတာကိုပြောင်းချင်တယ်ဆိုတော့ခုနကလိုပဲစင်မတို့ပြန်စစကြည့်ရင် unit ကအနည်း unit အနည်းကနေအများကိုပြောင်းပါအများကိုပြောင်းမယ်ဆိုလို့ရှိရင်စားပါဘာပါပဲနော်စားမှဒီဘယ်လိုစားမလဲဘာကစားမလဲဆိုရင်သူတို့ရဲ့ဆက်ဆက်ချက်ကပဲသွားစားမှာတမီတာစကွဲမှာ1000စင်တီမီတာစကွဲရှိရင်1000ကသွားစားဆိုတော့ဘာကိုစားမလဲ1000တထောင်ကို1000ကစား ဟုတ်လားဆိုတော့၃ရ၃လုံး၃ရ၃လုံးခြေလိုက်တော့၁၁ကို၁၀နဲ့စားတော့၁၀တလီ၁၀ဒသမတနေရ၁၀၃ရဆွဲ၁၀တလီ၁၀ဆိုတော့မီတာစကွဲဆိုရရဟုတ်ပြီနော်လက်စမှတ်ထားရမှာပါလဲဆိုမြားရာကနေနဲရာပြောင်းမြောင်းမယ်နဲရာကနေမြားရာပြောင်းစားလိုက်မယ်ဘာနဲ့စားမှလဲဆိုသူရဲ့ဆက်ဆက်ချက်ဆက်ဆက်ထားတဲ့ဟာတွေနဲ့ပဲစားလိုက် ရပြီเนาะဒါဆို1.1 meter square ဘယ်လိုရရွာလဲဆိုရသွားပြီအဲ့တော့စာရောတော့ဒီလိုပဲရေးရမှာဆရာမဒီဘက်ကခုနရှင်းပြတာဒီအကျန်းထဲမှာကိုသိရမယ့်အချက်လေးတွေကိုရှင်းပြပေးထားတယ်ဆိုတော့ဆရာမတို့ဒီနေ့ပါသွားမလဲနေချင်ခန်ကိုရတမ1ရဲ့ number 1ကိုသွားမယ်ဆိုတော့ number 1ကတက်ကကြီးမှာ 3.5မီတာစကွဲနဲ့ခဝေးမှာ2မီတာစကွဲ1753စင်တီမီတာစကွဲကိုစင်တီမီတာစကွဲပြောင်းရမယ်။ကဲဒါဆိုတော့ကကြီးက3.5မီတာစကွဲ။သူ့ကိုဆင်မရောဘာပြောင်းမလဲဆိုတော့စင်တီမီတာစကွဲပြောင်းမယ်။ဆိုတော့ဒါမိကွန်ကူးလိုက်ပြီ3.5မီတာစကွဲ။ကဲဆက်ဆက်ချက်ကလေးကိုကြည့်အောင်။ဒါကဆင်မအကျန်းကိုဒီမှာပြောပြမယ်မီတာစကွဲကနေစင်တီမီတာစကွဲပြောင်းခြင်းလား unit အများကနေ ယူနစ်အနည်းကိုပြောင်းချင်တာဆိုတော့မြောက်ပေးမယ်နော်မြောက်ပေးရမယ်ဆိုတော့အချက်တည်သွားပြီသူရဲ့ဆက်ဆက်ချက်ကိုကြည့်တော့1မီတာစကွဲမှာဒီ1000စင်တီမီတာစကွဲရှိတယ်။ညာပြီနော်ကဲဒါဆိုဘာနဲ့မြောက်မှာလဲ1000နဲ့မြောက်လိုက်ရုံပဲ။ကဲဒီတော့ဆရာမမြောက်မယ်။3ဒသမ5ကို1000နဲ့မြောက်ခု10ရာထောင်တောင်တထောင်နဲ့မြောက်လိုက်ပြီးဆိုကြဲကသူ့ရဲ့ unit ဒီ centimeter square ဖြစ်သွားမယ်ဆိုတော့ဒသမဒီ တင်းနှစ်သုံးလေးလေးနေရညာဘက်ကိုရွှေ့မှာဆိုတော့တနေရရွှေ့လိုက်မယ်3 5ဆိုတော့နောက်က3နေရထက်ရွှေ့လိုက်တော့စင်တီမီတာ square ဆိုပြီးတော့3500စင်တီမီတာ square ရတယ်ညာပြီနော်နောက်တစ်ခုခခွေခခွေရကြတော့2 meter square 1753 cm square ကျွန်တော်တို့ကဘယ်ကိုပြောင်းမှာလဲ cm square ကိုပြောင်းမှာဒီနောက်က cm square ကိုပြောင်းစရာမလိုတော့ဆိုတော့သူ့ကိုခွဲပြီးတော့ရေးမယ်2 meter square နဲ့ plus 1753 cm cm square ကဲဒီကပြောင်းစရာမလို့ဆင်မဘယ်ကဘယ်အောင်မြောက်ပြောင်းမလဲမီတာ square ကနေစင်တီမီတာ square ကိုပြောင်းမယ်ဆိုတော့အနအများကနေဗာပြောင်းတာလေအနည်းပြောင်းတာဗာလို့မှမြောက်မယ်ဆက်ဆက်ချက်ရပါရှိလေ1 meter square ဒီ 10000 cm2 ရှိဆိုတောင်းနေမြောက်လိုက်မယ်နှစ်အမြောက်ဖူး၁၀ရာထောင်းတောင်းမြောက်လိုက်ပြီဆိုရင်တခါလေး unit ချင်းဟုတ်ပြီနော် unit ဒီပါလာမလဲ cm2 လာမယ်ဒီဘက်က1953 student cm ပေါ့နော် cm2 ရှိသူ့ကိုမြောက်လိုက်တော့2000 90ရာထောင်းတောင်း2000 cm2 ရဲ့1953 centimeter square ရေပေါင်းလိုက်တော့1350 3 cm square ရရပြီเนาะအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂျန်တဲ့နံပါတ်နှစ်တွေကိုကျွန်မနောက်ဗီဒီယိုမှာဆက်ပြီးရှင်းပြပေးပါမယ်ဒီနေ့ရှင်းလိုက်ဗီဒီယိုဒီနေ့သွားတဲ့သင်ခန်းစာကိုခလေးတော့ကောင်းကောင်းရသွားပြီလို့ကျွန်မယူဆပါတယ်เนาะ like comment subscribe လုပ်ပေးပါအဆင်ပြေမယ်ဆိုရင် VPN လေးနဲ့ကြည့်ပေးပါရှင်ကျေးဇူးများရေးတင်ပါတယ်